ကဲအလုံးပဲမင်္ဂလာပါမဟာဗမာဂျင်းကြော်လင်ဖြစ်ပါတယ်အရင်တော့ကျွန်တော်ရှေ့ရဗီဒီယိုဖိုင်တွေမှာမြန်မာဆိုတာဘာလဲလူမျိုးဆိုတာဘာလဲနိုင်ငံဆိုတာဘာလဲတွေရှေ့မှာရှင်းပြခဲ့ပြီးသွားပြီဟုတ်ပြီအခုကအချုပ်လေးဗျအချုပ်လေးဆိုတာကကျွန်တော်တို့ရှေ့မှာ ပြောခဲ့တယ်မျိုးနယ်စု၈ခုရှိတယ်ပြောခဲ့တယ်တိုင်းဒါပေါင်း135မျိုးရှိတယ်ကျွန်တော်တို့ပြောခဲ့ပါတယ်အဲ့ဒီတော့ ဲ့ဒီမျိုးနွယ်စုဗမာမျိုးနွယ်စုကချင်မျိုးနွယ်စုချင်းမျိုးနွယ်စုဆိုပြီးတော့တိုင်းရင်းသား135မျိုးရှိတယ်ဟုတ်ပြီနော်အဲ့တော့တော့မျိုးနွယ်စုတစ်ခုချင်းစီတစ်ခုချင်းစီမှာဆွေမျိုးဘယ်နှခုရှိသလဲဆွေမျိုးစုလင်္ကာလို့ခေါ်ပါတယ်လင်္ကာလေးကဆွေမျိုးစုလင်္ကာလို့ခေါ်ပါတယ်ဆွေမျိုးစုတွေဆွေမျိုးတွေအကုန်လုံးစုလာတာမို့လို့ ွေမျိုးစုလို့ခေါ်တယ်လို့နော်ဆွေမျိုးစုတွေအကုန်လုံးစုလိုက်ရင်မျိုးနွယ်စုလို့ခေါ်ပါတယ်မျိုးနွယ်စုအဖြစ်ဆိုရင်၈ခုရှိတယ်အဲ့ဒီ၈ခုဒီဗမာမျိုးနွယ်စုကချင်မျိုးနွယ်စုကယားမျိုးနွယ်စုဆိုပြီးရှိတယ်မျိုးနွယ်စုတစုတစုချင်းမှာဆွေမျိုးစုဘာနှစ်ခုရှိလဲဆိုတာကိုသိစေချင်လို့ဒီဗီဒီယိုဖိုင်လေးကိုဖန်တီးပေးခြင်းဖြစ်ပါတယ်ဒါဆိုရင် ။ဆွေမျိုးစုဘဏ္ဍခုရှိလဲအလွယ်မှန်နည်းလင်္ကာလေးနဲ့စလိုက်ကြရအောင်။အဲ့တော့ဂျိန်းကျော်လင်ပြုစုထားတဲ့စာရန်လေးတွေကဆွေမျိုးစုအလွယ်မှန်နည်းလင်္ကာတင့်မာကမွန်ရခိုင်ခွန်ကလားဗမာကိုကိုပါကရင်71ကချင်72 33ကရှမ်းပဲဖြစ်53ကိုချင်းဆိုတော့1 3 5နဲ့ပြီးအောင်စုပေါ့ ကျွန်တော်ပြည်တော်စုက135လို့ခေါ်တဲ့တိုင်းရင်းသား135မျိုးနဲ့တိစောက်ထားတယ်။အဲ့ဒီထဲမှာမှဆွေမျိုးစုတွေကဘလောက်များများရှိလဲ။တင်းမာကမွန်မွန်ကတမျိုးပဲရှိတယ်။နော်ကျွန်တော်ပြည်တော်စုတမရမြန်မာနိုင်ငံတို့ကြီးမှာမွန်ကတမျိုးပဲရှိပါတယ်။ရခိုင်ခွန်းရခိုင်က9မျိုးရှိပါတယ်။ကလားဗမာဟိုကယားဗမာ99ပါ။ကယားလူမျိုးတီနော်9မျိုးရှိတယ်။ 白马苗寨住的高苗系的，这白马属于苗族的高苗系的。搿银色的搿青色的搿银个色的苗系的，搿青个色的苗系的，都是同个乡片乡苗寨住个，都是同族系的。我是同个亲属族，青个我是同苗系的。阿拉苗人，这同个呢比较粗犷。 135မြို့တော့ပြည်တော်စုတံပရမြန်မာနိုင်ငံတော်ကြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့လင်္ကာလေးကို ပြန်ပြောပြပါမယ်ဆွေမျိုးစုအလွယ်မှန်ကြီးလင်္ကာတင်းမာကမွန်ရခိုင်ခွန်ကယားဗမာကိုကိုပါကရင်71ကချင်72 33ကရှမ်းပဲဖြစ်53ကိုချင်းဆိုတော့13ကနေပြည်တော်စုပေါ့တဲ့ကဲ ဒီလောက်ဆိုရင်တော့နားလည်မယ်ထင်ပါတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံကဗမာလူမျိုးတွေများတဲ့အတွက်ကြောင့်ဗမာမျိုးနယ်စုကိုးစုကိုတော့ကျွန်တော်ပြောပြပေးလိုက်ပါမယ်ကျန်တာကောက်ကိုဆက်လိလာကြပါအသေးစိတ်သိကြရင်တော့အဲကျွန်တော်ရှိမှလာမေးလို့ရပါတယ်ဗမာမျိုးနယ်စုကိုးစုကဗမာတဝဲမြိတ်ယောစောလို့လည်းခေါ်တယ်ပေါ့ရပိန်ကဒူဒုံကူးလို့လည်းခေါ်တယ်ကနန်းစလုံး ဖုံးလို့ခေါ်တယ်ဖုံးလို့လည်းခေါ်တယ်ဖုံးနော်အဲ့တော့ဗမာတဝဲမေယောရပိန်ဂရုကနန်စလုံးနော်ဖုံးဆိုပြီးတော့အာလုံးဗမာ၉မျိုး ရှိပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်တော့နားလည်ပြီလို့ထင်ပါတယ်အာလုံးပဲကျေးဇူးတင်ပါတယ်မဟာဗမာဂျင်းကြော်လေးဖြစ်ပါတယ်